တရုတ်စိတ်တွေကအစိမ်းရောင်ဘောလုံးတွေကိုအရသာရှိရှိမြင်ရင်ရှက်ရည်စားနေကြပါတယ်။ဟိုဘာကကောင်လေးကိုတလုံးကမ်းပေးလိုက်ကအရသာရှိတာကြောင့်စားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ကောင်လေးကစားကြည့်လိုက်တော့ပန်းတီစိမ့်ပီကီလိုအရသာရှိနေတာကြောင့်အချိုက်တွေ့သွားကအားလုံးကိုကိုအောင်စားပစ်လိုက်ပါတယ်။တရုတ်စိတ်တကောင်ကကောင်လေးအတွက်နောက်ထပ်တစ်ပွဲမှပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာသူစားခဲ့တဲ့အစိမ်းရောင်ဘောလုံးတွေကပိုးကောင်ရဲ့မစင်ဥတွေဆိုတာကောင်လေးကသိသွားကမအီမတာဖြစ်ပြီးမထိန်နိုင်အောင်ပြုတ်တက်သွားပါတယ်။အခြေအနေကိုသဘောပေါက်သွားတဲ့ဟိုဘာကစိမ့်မြင့်နေငယ်ကိုရင်းနဲ့ရောပြီးကောင်လေးကိုတောက်စီလိုက်ပါတယ်။ ကိုဘာရဲ့ဆေးစွမ်းကြောင့်ကောင်းလေးရဲ့အခြေအနေကချက်ချင်းတက်တာသွားပါတယ်။ကိုဘာတို့အဖွဲ့ကပျော်ရွှင်စိတ်တွေဖြစ်ပေါ်လာပုံနဲ့တမိုင်းကြောင်းတွေဖော်ပြထားတဲ့နေရာစီကောင်းလေးကိုခေါ်သွားကရှင်းပြကြပါတယ်။ဒီနေ့မှာသူတို့ကိုမွေးဖွားခဲ့တဲ့ပျော်ရွှင်စိတ်မိခင်ကြီးပြန်ရောက်လာမယ်လို့ယုံကြည်နေကြပါတယ်။ကြောက်စရာကောင်းတဲ့ပုံတစ်ခုကတော့အရင်ပျော်ရွှင်စိတ်တွေလက်ထက်ထဲကပျော်ရွှင်စိတ်အိမ်တွေကိုဖျက်ဆီးပြီးထောင်ပေါင်းများစွာသောအသက်တွေကိုနှုတ်ယူခဲ့တဲ့လူတစ်ယောက်ပုံဖြစ်ပါတယ်။အဲ့ဒီချိန်လွန်ခဲ့တဲ့ရက်ပိုင်းကပိုးမွားနှိမ်နေရေးအဖွဲ့ကိုရှင်းလင်းဖို့အတွက်လက်မှတ်ထိုးပေးခဲ့တာကိုကောင်းလေးကတတိယသွားပါတယ်။ စာချုပ်ဖြတ်ဖို့အတွက်အိမ်ပြန်ပါကိုပိုရွက်စိတ်တွေကိုမသိစေချင်တာကြောင့်အစာအတွက်ဂျယ်လီတုံးတွေသွားယူမယ်လို့ပြောလိုက်ပါတယ်။ကိုပါတို့အဖွဲနဲ့ကောင်လေးက AC ကိုလာခဲ့ကြပါတယ်။မိဖို့ခန်းကိုရောက်ဖို့အတွက်ကြီးမားတဲ့မွေးပွားခင်းကြီးကိုဖျက်ကျော်ရမယ်ဆိုအချိန်တရက်လောက်ကြာမှဖြစ်ပါတယ်။ဒါပေမဲ့လီဘန်ကာကြောင့်လွင့်နေတဲ့ပန်းပွင့်ဖက်တွေကိုမြင်ပြီးကောင်လေးကအကြံတစ်ခုရသွားပါတယ်။လီဘန်ကာနဲ့ပန်းပွင့်ဖက်တွေကိုအတုံးပြုပြီးမိဖို့ခန်းဘက်ကိုသွားကြပါတယ်။ကိုပါတို့အဖွဲကရောင်စုံဂျယ်လီတုံးတွေကိုတွေ့တော့အယံပြောသွားကြပါတယ်။ ။ကောင်လေးကနှိမ့်နေသမားရဲ့ဖုန်းနံပါတ်ကိုရှာကာနံပါတ်တွေပေါ်မှာခုန်ကူပြီးဖုန်းခေါ်လိုက်ပေမဲ့အမားရွတ်တခုကြောင့်ကောင်လေးရဲ့ဖုန်းခေါ်မှုကပီဇာဆိုင်ကိုရောက်သွားပါတယ်။ကောင်လေးရဲ့အတန်ကရှင်းရှင်းလင်းလင်းမကြားရတာကြောင့်ကျူတင်ပိုကင်လုထားတဲ့အမားစာကိုဖျက်တယ်လို့ထင်ပြီးလက်ခံလိုက်ပါတယ်။ကောင်လေးဘက်ကနှိမ့်နေသမားမလာတော့ဘူးလို့ထင်ပြီးစိတ်အေးသွားပါတယ်။